ခန်းကောက်ပွင့်ဖက်လေးရုံစုံထုတ်ပြပါမယ်ရှင်။ဒါမေကော့တော်မေဘက်ကိုတုံးပါတယ်ရှင်။တုံးတဲ့အဆိုင်လေးကတော့နံပါတ်2အဆိုင်လေးပါရှင်။ကကြီးတစ်ချောင်းလိုပါမယ်။ခန်းကောက်ဝစ်ဆန်လို့ဖို့အတွက်ကိုအဝါချီလေးလိုပါတယ်ရှင်။ရုံစုံမကြည်ရင်းလေးထုတ်ပြပါမယ်ရှင်။ရုံစုံချီလေးကိုလက်မအမြောက်ပုံစံလေးပတ်လိုက်တယ်။နောက်ပြီးကျတော့ပထမချီအောက်ကနေရှူပြီးတော့ဒုတိယချီကိုဆွဲထုတ်လိုက်တယ်။ဆွဲထုတ်ပြီးတော့အကချီနဲ့ပဲပြန်ရစ်ပြီးတော့မကြရင်လေးကိုလှုပ်လိုက်ပါရရှင်။ ခန်းကောက်ပန်းပွင့်ထိုးမယ်ဆိုရင် မက်ဂျာရင်ကအဓိကပါရှင်မက်ဂျာရင်လေးရပြီဆိုတာနဲ့ဖွမီ၃ချက်တက်ပါမယ်တချို့ကအဒီနေရာမှာဖွမီ၄ချက်တက်ပါတယ်အဲဖုန်မီ၃ချက်တက်ပြီးွားတာနဲ့မက်ဂျရင်းနဲ့မှတိုင်ရှိ၁၁တိုင် ထိုးပါမယ်တိုင်ရှိ၁၁တိုင်ကိုအာပြည့်အောင်ထိုးမယ်ပေါ့နော်အဲ့ဒါမှပွင့်ဖက်လေး၄ဘက်ညီးများမှာပါရှင် တိုင်ရှည်စက်တတိုင်ထိုးပြီးွားတာနဲ့မက်ဂျရင်ကိုဆွဲပြီးတော့စီလိုက်ပါမယ်။ဆွဲပြီးတော့စီချစ်ချစ်ကလေးစီမယ်နော်။အဲ့ဒါကြောင့်မှအလယ်မှာအပေါက်ကြီးဟာမနေမှာပါ။နောက်ပြီးကျတော့ရှက်ကော်လေးနဲ့အဲလှမ်းပြီးတော့ချိတ်ပါမယ်။ဖုံမီ၃ချက်တက်ထားတဲ့နေရာကနေပြီးတော့ရှက်ကော်လေးကိုလှမ်းပြီးတော့ဆွဲပြီးတော့ချိတ်ပါမယ်။ဒီချာလေးဆွဲပါနော်ခြည်ညီးပြီးပါသွားမှာဆိုလို့ပါနော် ရှက်ကလေးနဲ့ချိန်လိုက်ပါပြီ။ရှက်ကလေးနဲ့ချိန်ပြောရင်စဝိုင်းလေးရပါပြီရှင့်။အဲဆိုရင်ပွင့်ဖက်လေးတွေလောက်ပါတော့မယ်အရင်ဆုံးဖွံမီ၃ချက်တက်လိုက်တယ်ဖွံမီ၃ချက်တက်ပွားအဲ့ဒီဘေးကလေးရဲ့ဖွံမီလေးတစ်ချက်မှာအာတိုင်ရှေ၃တိုင်ထိုးပါမယ်တချို့ကဒီနေရာမှာနှစ်ရည်တင်တိုင်ရှေထိုးပါတယ်ညီမကတော့ညီမရဲ့ဂန်းကော်ပွင့်ဖက်ကိုပေါ့နော်လိုတလို့ပေါ့နော်ကိုအစဉ်ပြေတလို့ကိုလိုချင်တဲ့ပုံစံလေးမို့လို့ကိုကတော့ တိုင်းရှိတုံးတိုင်းထိုးတယ်။နောက်ပြီးကြတော့နောက်ရဲ့ဘေးကျင်းကလေးရဲ့ဖုန်မီမှာ တိုင်းရှိနောက်ထပ်တုံးတိုင်းထပ်ပြီးတော့ထိုးပါမယ်။ဖုန်မီတစ်ပောင်းမှာတိုင်းရှိတုံးတိုင်းနောက်ထပ်ဖုန်မီတစ်ပောင်းမှာတိုင်းရှိတုံးတိုင်းပြည့်သွားပြီဆိုရင် စုစုပေါင်း6တိုင်းပြည့်သွားပြီဆိုရင်ဘေးကလေးရဲ့ဖုန်မီမှာရှက်ကော်လေးဆွဲဖို့အဲ ဖွမီ၃ချက်ထက်တက်မယ်နောက်ပြီးကြတော့ဘေးကကလေးရဲ့ဖွမီလေးအဖွမီလေးမှာပေါ့နော်ရှက်ကော်လေးဆွဲလိုက်ပါရတယ်အဲ့ဒါဆိုရင်ဂန်ကော်ပင်ဖက်ဝိုင်းဝိုင်းလေးတစ်ခုရပါပြီအားလုံးပေါင်းဘေးပပလဲမှာအမ်ဘောနော့စ်အဲ့လိုအတိုင်းလေးပဲဆက်သွားမယ်ဖွမီ၃ချက်တက်မယ်ဘေးချင်းကလေးရဲ့မှာအမ်တိုင်ရှည်၃တိုင်ထိုးမယ်နောက်တဲ့ဖွမီတစ်ခုမှာတိုင်ရှည်၃တိုင်ထိုးမယ်နောက်တဲ့ဖွမီတစ်ပေါက်မှာ ဖူမီသုံးချက်တက်ပြီးတော့ရှက်ကော်လေးနဲ့ဆွဲလိုက်ရင် နောက်ထပ်ပွင့်ဖက်လေးတစ်ခုရပါတယ်အဲ့လိုမျိုးနဲ့ပဲထိုးထိုးဝါရင်ပွင့်ဖက်လေးလေးပဲရပါလိမ့်မယ်ရှင်ကိုကဆန်းထိုးကြည့်ခြင်းနဲ့တင်ထောက်ကိုပစ္စည်းလေးလုချင်တယ်ဆိုရင်လည်းလမ်းပြီးတော့မှလို့ရပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကိုဝယ်ပေးပါမယ်နော်ခဲကောပွင့်ပွင့်အလွတ်လေးတွေမှခြင်းလေးရပါတယ်ရှင်ကိုချက်ပညာလေးကိုတင်ကြည့်ပါနော်စိတ်ငြိမ်ပါတယ်အခုဆိုရင်ပွင့်ဖက်လေးရပါပြီဂန်းကောပွင့်ဖက်လေးကိုကြည့်ကြည့်ကလေးနဲ့ထိုးပေးထားပါတယ် ဗီဒီယိုလေးရှင်းသွားမှာဖြစ်တဲ့အတွက်အဝစ်ဆန်လေးကိုနောက်ဗီဒီယိုလေးနဲ့ပြပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်